ရခိုင်မျိုးသားအဖွဲ့ချုပ်အရခတ်တက်တော်ယွယ်လေအေကိုရခိုင်ရဲ့တရားဝင်အုပ်ချုပ်ရေးအာဏာပိုင်ဖြစ်အတိအမှတ်ပြုပေးဖို့ပြည်တွင်းပြည်ပရခိုင်မျိုးသားအရက်ဖက်အဖွဲ့စီ202ဖွဲ့ကကုလသမဂ္ဂနဲ့နိုင်ငံခြားတန်အမတ်တွေထံကိုအိတ်ဖွင့်စာပေးပို့ခဲ့ပါတယ်။ယွယ်လေအေကိုတရားဝင်အာဏာပိုင်အဖွဲ့အဖြစ်အတိအမှတ်ပြုဖို့လိုအပ်တာကနေမင်းအများစုရဲ့လုံခြုံရေးတရားစီရင်ရေးစာဝတ်နေရေးအခြေခံဝန်ဆောင်မှုတွေထိန်းချုပ်နိုင်နေရာပြည်သူအထောက်ပံ့ရရှိနေရာရခိုင်ပြည်သူတွေအနေနဲ့ ဒိုင်းရိုက်ထောက်ခံမှုပေးနေရနေနေမိုက်လုံခြုံရေးပြဿနာတွေကိုစနစ်ကြဖြေရှင်းနိုင်နေရအကြောင်းဖြစ်ပါတယ်။အခုတောင်းဆိုချက်ဟာရခိုင်ပြည်အတွင်းအုပ်ချုပ်ရေးအာဏာကိုတရားဝင်အသိအမှတ်ပြုဖို့တာရွှေ့ပြီးတော့မြန်မာတနိုင်ငံလုံးအတွက်မဟုတ်ပါဘူး။အိတ်ဖွင့်ပေးစာကို ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ UNDP, UN OSHA, UNHCR, UNICEF, WFP အပြင်တောင်အာရှဒေသကတာအမတ်တွေ အမေရိကန် EU နဲ့အာဆီယံဖွဲ့ဝင်နိုင်ငံကတန်မတ်တွေထံပေးပို့ခဲ့ပါတယ်။ဒါအပြင်ရခိုင်ပင်လယ်နေဆက်ကအာဆာ RS ကိုဖွဲ့ရကြောင်းဖြစ်ပေါ်နေတဲ့နေနမိတ် ND တွေအကြမ်းဖက်မှုတွေနဲ့ပြည်သူရဲ့လုံခြုံရေးစိုးရိမ်ချက်တွေအပေါ်ဖြေရှင်းပေးဖို့ကုလသမဂ္ဂအဖွဲ့အစည်းနဲ့နိုင်ငံတကာတန်မတ်တွေကိုအိတ်ဖွန့်ပေးကြမှာတောင်းဆိုထားပါတယ်။